ိုင်မနက်တနာရီထပြီးသွားစားရင်တော့စားတဲ့လူတွေများတယ်ဘန်ကောက်ကဟော့ပေါ့ဆိုင်ကိုတည်ကြလား219ဘတ်တဲနဲ့ဟော့ပေါ့မှာဟော့ပေါ့အသားဆုံးမှာအသားကြီးရှယ်စားခြင်းတဲ့သူတွေအတွက်ဆိုင်လေးကိုပြပြပေးပါမယ်။ဒီဆိုင်ကဟော့ပေါ့ကြီးပဲကိုတီးသန့်စားခြင်းတဲ့သူတွေအတွက်အရန်ကိုကြိုက်မဲ့ဆိုင်ပါ။ site dish တွေကတော့တိတ်မြများဆဆတော့မရှိပါဘူး။တောက်စရာ drinks menu တွေကတော့တော်တော်ဆုံဆုံလင်းလင်းကိုရှိပါတယ်။ဒီဆိုင်မှာမထင်မှတ်ထားလောက်အောင်အရန်ကိုတောက်လို့ကောင်းတဲ့ဖြော်ရည်တစ်ခုကတော့ကိုကိုနဲ့မတ်ချော်ပဲဖြစ်ပါတယ်။ ဒီဆိုင်ကဟောပိုးကိုရမ်းကြိုက်ကြတဲ့သူတွေအတွက်တော့တကယ်ကိုအကြိုက်တွေ့စေမယ့်ဆိုင်ဖြစ်ပါတယ်ဟင်းရည်အနေနဲ့ကလည်းနှမျိုးရွေးချယ်လို့ရလို့အဆက်စားခြင်းတဲ့သူအဆက်မကြိုက်တဲ့သူဆိုပြီးတော့အကန့်ခွဲစားလို့လည်းရတယ်။ပြီးတော့တငယ်ချင်းတွေနဲ့သွားတဲ့အခါမစားတဲ့အသားတွေရှိရင်လည်းအကန့်ခွဲပြီးစားလို့ရတော့အဆင်ပြေပါဗါ။အသားဆိုမှအသားကြီးပဲရှယ်ကျိတ်ချင်ကြတဲ့သူတွေအတွက်ဒီဆိုင်ကအသားတွေကအရန်နူးရံပြီးတော့အရန်လဲလက်ဆက်ပါဗါ။ ဟုတ်ပေါ်ဆိုင်တွေတော်တော်များများမှာဆိုရင်အမဲသားတွေကမာတက်တယ်ပေါ့နော်ဒီဆိုင်ကအမဲသားကတော့အရန်ကိုနူးညံ့ပါတယ်တခြားဆိုင်တွေလိုပရီမီယံတွေရိုးရိုးတွေခွဲထားတာမဟုတ်လို့ဒီမှာရတဲ့အသားတွေအကုန်လုံးက quality တော်တော်ကောင်းပါတယ်ဒီဆိုင်ကဟင်းရီတွေကလည်းတော်တော်လေးကိုတောက်လို့ကောင်းပါတယ်ကင်မိုကတော့မာလာနဲ့တုံရင်ယူထားတာပါအချင်းတွေကလည်းထူ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 းဘာမှဆက်စရာမလိုသူတို့တခါတည်းဆက်ပြီးပြီးသားရှိရဲကျဲဦးနဲ့စိန်ထားတဲ့ဒီဝက်ကုတ်သားလေးကနူးညံ့ပြီးတော့အရန်ကိုရတာရှိပါတယ် design မှာနောက်တစ်ခုကိမကြိုက်ဆုံးကတော့ mozzarella cheese ကိုစိတ်ကြိုက်ကြိုက်တဲ့လောက်မှလို့ရ တာပါပဲ။ Kim ကတော့သားတွေကိုပြုတ်ပြီးတော့ cheese နဲ့အားရပိုင်းရတို့စားရတော့အရန်ကြိုက်ပါတယ်။ Kim ဆိုရင် mozzarella cheese ကြီးပဲကို၅ဝဲလောက်မှာခဲ့ပါတယ်။ ပင်လယ်ဇာရီအနေနဲ့ကတော့လူစားများပြီးလူကြိုက်များတယ်ပင်လယ်ဇာရီတော်တော်များများရှိပါတယ်အရင်လဲလက်ဆက်ပါတယ်ဘန်ကောက်မှာဟော့ပေါ်ဆိုင်တွေကိုရီးယားဘာဘီကျူးဆိုင်တွေကဆီးဖူးတီးသန့်ဘူဖေးမဟုတ်ဘူးဆိုရင်တော့ဆီးဖူးနဲ့ပတ်သက်တဲ့မန်နူးရတာတော့နည်းကြတာထုံးစံပါပဲ219ဘတ်တဲ့နဲ့ဟော့ပေါ်ဘူဖေးကိုကောင်းကောင်းစားကျင်တဲ့သူတွေအတွက်ဒီဆိုင်ကသွားကိုသွားစားရမယ့်ဆိုင်ပါဆိုင်နံပါတ်လေးကတော့ဆူကီတီနိုင်းပဲဖြစ်ပါတယ်ဆိုင်ကိုရောက်ပြီဆိုရင်အရင်ဆုံးကောင်တာမှာကိုမာကျင်တဲ့ဟင်းနှမျိုးရွေးရပါတယ်ပေးလိုက်တဲ့ဆိုင်ရွက်ထဲကတေးဘတ်နံပါတ်အတိုင်းရှာပြီးထိုင်မှုလိုပါတယ် QR code လေးကို scan လုပ်ပြီးတော့ကိုမာဂျင်နာတွေကိုစမှလို့ရပါပြီ။ menu ထဲမှာ zero bet လို့ဖော်ပြထားတဲ့ယာရီအကုန်လုံးက buffet ထဲမှာပါပြီးသားအကုန် free မှာလို့ရတဲ့ယာရီပါ။ကိုမာပြီးပြီဆိုရင်တော့ပြန်သိမ်းခိုင်းလို့မရလို့မှာရင်တော့တခြားလေးကြည့်ပြီးမှာဖို့လိုပါမယ်နော်။ ဘန်ကောက်မှာ200ဝန်းကျင်နဲ့ရတဲ့ buffet ဆိုင်တွေဆိုရင် budget friendly ဖြစ်တဲ့ buffet ဆိုင်တွေလို့သတ်မှတ်ကြရတယ်။ဒီဆိုင်က hot pot buffet ကို219ဘတ်ပဲပေးရလို့ budget friendly ဖြစ်တဲ့ hot pot buffet ဆိုင်လို့ဆိုပေမဲ့ဒီဆိုင်မှာရတဲ့အသားရဲ့ quality နဲ့အရသာဆိုင်ရဲ့ပြင်ဆင်မှုတွေကတကယ်ကိုတသက်ရဲ့တန်တန်ရှင်းရှင်းနဲ့ quality အရန်ကောင်းပါတယ်။ ထိုင်းနိုင်ငံတနိုင်ငံလုံးမှာစုခီတွီနိုင်ဆိုင်ခွဲပေါင်း68ဆိုင်လောက်ရှိရလို့ကင်သိရတယ်။ဆိုင်ခွဲတွေဒီလောက်အများကြီးရှိရတော့ဘယ်ဆိုင်ခွဲကိုပဲသွားသွားမနဲ့ဆိုင်ဖွင့်ချိန်ရနေပြီးတော့မနဲ့9နိုင်ဆိုင်ဖိတ်ချိန်တိကိုစားရတဲ့သူတွေကအများကြီးရှိပါတယ်။တယောက်ကို219ဘတ်နဲ့ tax upper အပြည့်စည်ဆိုရင်တော့296ဘတ်ကြပါတယ်။မာလာဟင်းရမယ်ဆိုရင်တော့49ဘတ်ထပ်ပေးရပါတယ်။ဒီမျိုးကမြူရဲကဆိုင်နေသွားရင်လူရမ်းများရမလို့မဆောင်နိုင်လို့စမုတ်ပရကန်ဘက်ကဆိုင်ကိုသွားခဲ့တာပါ။မြူရဲကလွယ်လွယ်ကူကူသွားလို့ရတဲ့ဆိုင်ဆိုရင်တော့ MPK Center second floor မှာနဲ့ Victory Monument PDF station နားမှာတဆိုင်ရှိပါတယ်။ဒီဆိုင်လေးကိုကြည့်ကြတဲ့သူတွေရရှိလား comment လေးရေးခဲ့ပေးပါဦး။နောက်ထပ်ဘန်ကောက်မှာစားလို့ကောင်းတဲ့ hotpot ဆိုင်တွေရှိရင်လည်း game ကို comment လေးမှာရေးသွားပေးပါဦးเนาะ။အားလုံး thank you for watching. Bye bye.